သမီးတို့ရေမင်္ဂလာပါတချေတို့ပြီးခဲ့တဲ့သင်ခန်းစာမှာတော့တချေတို့ဘာအကြောင်းအရာလေးကိုလေ့လာခဲ့တဲ့ဆိုလို့ရှိရင်မောင်မောင်နေထိုင်တဲ့မြို့ညောင်လုံးမြို့အကြောင်းလေးကိုလေ့လာခဲ့ပါတယ်တချေဒီနေ့သားတို့သမီးတို့နဲ့အတူတူလေ့လာခြင်းတဲ့အကြောင်းအရာလေးကတော့ဘာလေးဖြစ်မယ်လို့ထင်ပါတယ်အာဟုတ်ပါတယ်အခန်းနှစ်ကတချေတို့မောင်မောင်တငယ်ချင်းနေထိုင်တော့မြို့တွေအကြောင်းလေးပဲဖြစ်ပါတယ်

ဒီချက်နဲ့အတူတူလိုက်ပြီးလေ့လာကြည့်ရအောင်တီချယ်တို့အခုတီချယ်ဒီမှာပုံလေးပြထားပါတယ်။ဘာပုံလေးလဲဆိုရင်တော့တီချယ်တို့ဇီးပြူကျွန်ကြေးရမှာရှိတဲ့တည်ရင်မင်္ဂလာဖုံးတော်ကြီးအကြောင်းပဲဖြစ်ပါတယ်။အဟုတ်ပါပြီအဲ့ဖုန်းတော်ကြီးကြောင့်တီချယ်တို့ဘယ်မှာရှိတယ်လဲဆိုရင်ရန်ကုန်ပသိမ်အဝေးပြေးလမ်းမကြီးရဲ့တောင်ဘက်မှာရှိတာဖြစ်ပါတယ်။ဒါဆိုရင်တီချယ်တို့ဒီဖုန်းတော်ကြီးကြောင့်ဝင်အတွင်းမှာဗာဇေဒီတော်လေးရှိတယ်ဆိုရင်တပ်ဘေညူဗုဒ္ဓဇေဒီတော်ရှိပါတယ်။တအားသမီးတို့ဒီမှာအတန်လေးမှားမယ်နော်။ စပတ်စင်လေးလည်းဖြစ်နေတဲ့အတွက်ဒီချက်တစ်ခေါက်ပြန်ပြောပေးပါမယ်။တပ်ဘေညူဗုဒ္ဓဇေဒီတော်ဖြစ်ပါတယ်နော်။တောင်းစီမျိုးဒီမှာဆိုရင်ပတ်စင်လေးအများကြီးရှိပါတယ်နော်။တချက်ပြန်ပြောပြပေးပါမယ်။စာလေးကိုလည်းပြန်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်။ဇီးဖြူကျွန်းကြေးရွာရှိတီရီမင်္ဂလာဖုံတော်ကြီးကျောင်းတီရန်ကုန်ပသိမ်အဝေးပြေးလမ်းမကြီးဤတောင်ဘက်မှာရှိပါတယ်။ထိုဖုံတော်ကြီးကျောင်းဝင်းအတွင်းမှာတပ်ဘေမျိုးဗုဒ္ဓဇေဒီတော်က တက်ပင်လှစွာနဲ့တည်ရှိပါတယ်။ဟုတ်ပါပြီဒီချက်ဒါဆိုရင်ဒီချက်နဲ့အတူတူနောက်ထပ်ပုံလေးတစ်ပုံဆက်ပြီးတော့လေ့လာကြည့်လိုက်ရအောင်ပါ။နောက်ထပ်ပုံလေးကဘာဖြစ်မလဲ။အပင်ကြီးတစ်ပင်ပါတယ်နော်။ဘာအပင်လို့ထင်ပါသလဲ။အဲဟုတ်ပါတယ်တောက်တမျိုးမသိဆိုရင်ဒီချက်ကတော့စပီးပြောပြပေးပါမယ်ဒါကတော့ကုတ်ကူဘင်းလို့ခေါ်ပါတယ်ဒါဆိုရင်ကုတ်ကူဘင်းရောဘယ်မှာရှိတာလဲဒီချက်တော့အခုဘသူရဲ့ဘယ်ကြေးရွာရဲ့အကြောင်းလေ့လာနေတာပါလဲ အာဇီးဖြူကျွန်းကြေးရွာအကြောင်းလေ့လာနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီကုတ်ကိုဘင်းကြီးကတော့ဇီးဖြူကျွန်းကြေးရွာရဲ့အရှိတောင်ဘက်မှာရှိပြီးတော့တက်တန်းရကျော်ရှိတဲ့အပင်ကြီးတစ်ပင်ပဲဖြစ်ပါတယ်။ဒါဆိုသားတို့သမီးတို့တက်တန်းရကျော်ဆိုတာဘယ်လိုမျိုးဖြစ်မလဲ။သားတို့သမီးတို့လည်းတက်ဖြည်းဖြည်းနဲ့အသက်တေကြီးကြီးလာတယ်။ဒါဆိုရင်ဒီအပင်ကြီးမှဆိုနဲ့သူကအပင်မှလည်းအသက်ရှိပါတယ်နော်။ကဲဟုတ်ပါပြီ။ဒါဆိုဒီချေတို့ဆက်ပြီးတော့သွားပါမယ်။ ကျေးရွာမှာကျင်းပလေးရှိတဲ့ပွဲတော်တွေအရောတဲ့အဲ့ဒီအပင်အဲ့ဒီအပင်ကြီးဆိုတာဒီစဲတော့ဘာအပင်ကိုပြောတာဖြစ်ပါမလဲကုတ်ကိုပင်ကြီးကိုပြောတာဖြစ်ပါမယ်အဲ့ဒီပွဲတော်တွေကိုဒီစဲတော့ကုတ်ကိုပင်ကြီးအောက်မှာကျင်းပလေးရှိပါတယ်တဲ့အဲ့ဒီနေရာကတော့အဲ့ဒီနေရာဆိုတာဒီစဲတော့ကုတ်ကိုပင်ကြီးရှိတဲ့နေရာကိုပြောတာပါကုတ်ကိုပင်ကြီးရှိတဲ့နေရာကတော့ဈေးဖြူကျုံကျေးရွာလေးရဲ့ထင်ရှားနေရာလေးတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ဒီစဲတော့နောက်ထပ်တနေရာလေးထပ်ပြီးတော့ဆက်ပြီးလေ့လာကြည့်အောင်ပါနော် ကဲနောက်ထပ်တနေရာလေးကတော့ဒီချေတို့ဘာဖြစ်မယ်လို့ထင်ပါတယ်ပုံလေးကိုတစ်ချက်ကြည့်ကြည့်ပေးပါကဲဟုတ်ပါပြီဘာပုံလေးလို့ထင်ပါတယ်ဒါကတော့ဒီချေတို့ခရိယံဖျားចောင်းလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီခရိယံဖျားចောင်းလေးကတော့ဘယ်မှာရှိပါတယ်ဇီးဖြူကျွန်းကြေးရွာမှာပဲရှိပါတယ်နော်ဟုတ်ပါပြီဇီးဖြူကျွန်းကြေးရွာမှာရှိရောဒီခရိယံဖျားចောင်းလေးဒီချေတို့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်နော်ကဲဟုတ်ပါပြီကြေးရွာရဲ့အနောက်ပိုင်းမှာရှိပါတယ်တဲ့ပိုးကရင်ဖျားเจ้าမှာတဲ့ ခရိယံဖျားကြောင်းလို့လည်းခေါ်တယ်လို့ပုတ်ကရင်ဖျားကြောင်းလည်းဖြစ်ပါတယ်သူကနှစ်ပေါင်းရာကျော်တက်တန်းရှိပါတယ်တဲ့ဒီချေတို့ကုတ်ကိုဘင်းကြီးလို့ပါပဲနော်ကုတ်ကိုဘင်းကြီးလို့ပါပဲဒီဖျားကြောင်းဟာဆိုရင်လည်းနှစ်ပေါင်းရာကျော်တက်တန်းရှိတဲ့ခရိယံဖျားကြောင်းတစ်ကြောင်းဖြစ်ပါတယ်ကြီးရွာရဲ့နေထိုင်သူ၅ပုံတပုံကတဲ့ခရိယံဘာသာဝင်တွေဖြစ်ပြီးတော့ပုတ်ကရင်လူမျိုးများလည်းဖြစ်ပါတယ်တဲ့ဒါကြောင့်မျိုးဒါဆိုရင်ဒီမှာဘာကိုသိသွားမလဲဆိုရင်ကရင်လူမျိုးတွေကခရိယံဘာသာကိုကိုးကွယ်ကြရဆိုတာတော့တမျိုးသိသွားပါမှာ ဒီချဲယုံကြည်ပါတယ်။ကဲဟုတ်ပါပြီဒီချဲနဲ့အတူနောက်ထပ်ဆက်ပြီးတော့လေ့လာကြည့်အောင်ပါ။ဒီကဲဒီချဲတို့တစ်ချက်ဒီပုံလေးကိုတစ်ချက်ကြည့်ကြည့်ပေးပါ။ဘာပုံလေးဖြစ်ပါမလဲ။ကဲဟုတ်ပါတယ်ဒီချဲတို့ဒီမှာစာပုံလေးမှာစာလေးလဲပါပါတယ်နော်။ဘာစာလေးလဲ။အခြေခံပညာမူလအတန်းကျောင်းတဲ့။ကဲဟုတ်ပါပြီဒါဆိုဒီအခြေခံပညာမူလအတန်းကျောင်းလေးကတော့ဘယ်မှာရှိမလဲ။ ်ဈေးဖြူကျွန်းကြေးရွာမှာရှိပါတယ်နော်။သူကဈေးဖြူကျွန်းကြေးရွာမှာရှိတဲ့အပြင်ကိုဖုံးတော်ကြီးကျောင်းအနီးမှာရှိတဲ့အခြေခံပညာမူလတန်းကျောင်းလေးပဲဖြစ်ပါတယ်။ကဲဟုတ်ပါပြီ။အဲ့ဒီကျောင်းမှာဘာတွေသင်လဲ။တာဝတ်သမီးကိုစဉ်းစားမိမှာပါနော်။ကျောင်းဆိုတော့တာဝတ်သမီးလည်းအခုကျောင်းတက်နေတာပေါ့နော်။တာဝတ်သမီးကျောင်းတက်လာလို့ပဲအခုဆိုရင်တာဝတ်သမီးကိုကျောင်းတက်လာရင်တက်လာရင်နဲ့ KG ကနေပြီးတော့အခုသုံးတန်းအောင်ရောက်လာပြီ။ဟုတ်ပါတယ်နော်။ဒါဆိုရင်တီချဲတို့တာဝတ်သမီးကိုကျောင်းမှာဘာတွေသင်လဲ။ ဩစားရည်တင်နေ။အာဟုတ်ပါပြီစားရည်တင်နေဆိုတော့ teacher တို့အခုဈေးဖြူကျွန်းကြေးရမှာရှိတယ်။ဒီအခြေခံပညာမူလတဲ့အကြောင်းလေးမှအောင်ဘာရည်တင်မလဲလို့ထင်ပါတလေ။ကဲဟုတ်ပါပြီ။ teacher နဲ့အတူတူဆက်ပြီးလိုက်ပြီးလေ့လာပါမယ်နော်။ကဲ teacher တို့ဒီအကြောင်းမှာတော့အခြေခံပညာမူလတဲ့အကြောင်းမှာတော့ teacher တို့တအားတမျိုးတင်တယ်လို့ပဲစာရည်လည်းတင်လို့ရမယ်။နောက်တစ်ခုကဘာထပ်တင်လို့ရမလဲဆိုရင်ပိုးကရင်ဘာသာစကားကိုလည်းထပ်ပြီးတော့တင်ယူလို့ရပါမယ်တဲ့။ ကဲဟုတ်ပါပြီဒါဆိုတီချယ်တို့တာလို့တမျိုးက၃ဒန်းဆိုရင်ဒါအခြေခံပညာမူလဒန်းအရွယ်မှာပဲရှိပါသေးရဲ့နော်နောက်ထပ်တာလို့တမျိုးအလဲဒန်းနဲ့အထက်ဒန်းမှာဆိုရင်နော်တီချယ်တို့အလေတန်းနဲ့အထက်တန်းဆိုရင်တအားတမျိုးထက်ကြီးတဲ့အရွယ်ရောက်သွားပြီးအတန်းကြီးသွားပြီးတီချယ်တို့ဥပမာဆိုရင် grade 6 to grade 7တို့ခေါ်တာပါเนาะတအားတမျိုးနားလည်အောင်ပြောရမယ်ဆိုရင်ကဲတီချယ်တို့ကအလေတန်းနဲ့အထက်တန်းပညာကူကတော့တီချယ်တို့ဘယ်မှာသွားပြီးတော့သင်ကြားရလဲဆိုရင်ဒီဇီးဖြူကျွန်းကြီးွာအနီးမှာရှိတဲ့ စာမလောက်ကြီးရွာနေပြီးတော့သွားရောက်တင်ကြားရပါတယ်တဲ့။ကဲနောက်တစ်ခုဒီချဲတို့ထပ်ပြီးလေ့လာကြည့်မယ်နော်။စိတ်ဝင်စားဖို့တော့ကောင်းလာပါပြီ။ကဲဟုတ်ပြီဒီချဲတို့ဒါလေးကဘာပုံလေးလဲတစ်ချက်ကြည့်ကြည့်ပေးပါ။ဘာတွေဖြစ်မယ်လို့ထင်ပါသလဲ။ကဲဟုတ်ပါပြီစဘာတွေပါနော်။စဘာကိုဘယ်မှာစိုက်လဲလို့ထင်ပါသလဲ။ကဲဟုတ်ပြီလေခွင်းမှာစိုက်ပါတယ်နော်။ကဲဟုတ်ပြီဒါဆိုဒီချဲတို့ဒါလေးကိုဆက်ပြီးလေ့လာပါမယ်။လေခွင်းကြီးကတော့တဲ့ကြေးရွာရဲ့အနောက်ဖက်နဲ့တောင်ဘက်မှာတွေ့ရပါတယ်တဲ့ ဒါဆိုရင်တီချဲတို့ကဒါလေခွေးနေမှာစပားရိုက်ဆိုင်တဲ့ဆိုတာတီသွားပြီဒါဆိုရင်ဒီကြေးရွာရဲ့လုပ်ငန်းကဘာလုပ်ငန်းဖြစ်မယ်လို့ထင်ပါသလဲဒီချဲနဲ့ဒူလူဆက်ပြီးလေ့လာမယ်နော်တီချဲတို့ကကြေးရွာရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့စပားဆိုင်ပြိုးရေးလုပ်ငန်းပဲဖြစ်ပါတယ်ကဲစပားဆိုင်ပြိုးရေးလုပ်ငန်းဖြစ်တော့ဒါဆိုရင်တီချဲတို့ကြေးရွာရဲ့လုပ်ငန်းအကြောင်းလည်းတီသွားပါပြီနော်ကဲနောက်တစ်ခုထပ်ပြီးလေ့လာမယ်ကြေးရွာအနီးရှိလေခွေးနေမှာကတော့တဲ့မိုးစပားနဲ့ နှွေစဘာဆိုပြီးတော့နှစ်မျိုးလုံးစိုက်ကြတယ်တဲ့ကဲဒီချက်ထပ်ပြောပါမယ်နော်စဘာကဘယ်နှမျိုးရှိပါသလဲနှစ်မျိုးရှိပါတယ်ဒါဆိုရင်စဘာနှစ်မျိုးကဘာတွေလဲဆိုရင်မိုးစဘာနဲ့နှွေစဘာဆိုပြီးတော့စဘာနှစ်မျိုးရှိပါတယ်ကဲဟုတ်ပြီဒီချက်တို့ထပ်ပြီးတော့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်နော်ကဲဈီးဖြူကြုံကြေးရွာတဲ့တောင်ဘက်မှာကတော့တောက်ရေကန်ကြီးရှိပါတယ်တဲ့အသားတို့တမျိုးတောက်ရေကန်ကိုဘယ်လိုနားလဲပါသလဲ အော်တာရတမျိုးအိမ်မှာနေ့စဉ်တောက်သုံးနေကြရေလေတာရတမျိုးအခုခေတ်မှာတော့ရေတန့်ဘူးတွေနဲ့တောက်ကြပါတယ်တီချယ်တို့ခေတ်တုန်းကတော့ရေအိုးလေးရှိပါတယ်ရှင်လေးနဲ့လှုပ်ထားရေအိုးလေးပါသူကအရန်ကိုအေးပါတယ်ရေအိုးရဲ့ရေလေးတွေကတော့တာရတမျိုးအခုခေတ်မှာတော့တာရတမျိုးကရေတန့်ဘူးတွေနဲ့တောက်ကြတာပါနော်ကဲဟုတ်ပါပြီတီချယ်တို့ဒါကိုတောက်ရေကန်လို့ခေါ်ပါမယ်နွေရာသီမှာတော့တဲ့အချို့သောရွာသူရွာသားတွေကထိုကံမှရေကိုတဲ့တောက်ရေအဖြစ်အသုံးပြုကြပါတယ်တဲ့ ကဲဒါဆိုရင်တော့ဒီမှာတော့တားလို့တမျိုးနဲ့အတူတူဒီခြေကဇီးဖြူကျွန်းရွာမလေးမှာရှိတဲ့နေရာအချို့လေးကိုလေ့လာသွားတာပဲဖြစ်ပါတယ်။ကဲဒီခြေတို့နောက်ထပ်ဇီးဖြူကျွန်းကျေးရွာမှာရှိတဲ့နေရာလေးတွေအကြောင်းဇီးဖြူကျွန်းကျေးရွာရဲ့အသေးစိတ်အချက်အလက်လေးကိုဆက်ပြီးတော့လေ့လာသွားပါမယ်။ကဲနောက်တစ်ခုကတော့ဇီးဖြူကျွန်းကျေးရွာကတဲ့ဘယ်တိုင်းဒေသကြီးမှာရှိမယ်လို့ထင်ပါတယ်လဲ။ဒီခြေတို့ရှေ့မှာတော့မောင်မောင်နေထိုင်သောမြို့ကလေးအရာ ဘယ်တိုင်းဒေသကြီးမှာရှိရလို့ဒီချက်ပြောသွားပါတလဲတာဝတ်သမီးတို့ပြန်မျောစဉ်းစားကြည့်ပေးပါအော်ဟုတ်ပါတယ် ARR တိုင်းဒေတာကြီးပါဒါဆိုရင်တီချယ်တို့ဈေးဖြူကျွန်ကြီးဝါလေးကတော့ဘယ်တိုင်းဒေတာကြီးရဲ့မှာရှိမယ်လို့ထင်ပါတယ်လဲနည်းနည်းလေးစဉ်းစားကြည့်မယ်နော်အဲဟုတ်ပါတယ် ARR တိုင်းဒေတာကြီးထဲမှာပဲရှိတာပါတီချယ်တို့ဒီမှာနောက်တစ်ချက်ပါထပ်တိုးလာလဲဆိုရင်သူကဈေးဖြူကျွန်ကြီးဝါက ARR တိုင်းဒေတာကြီးညောင်ဒုံမြို့နယ်အတွင်းမှာတည်ရှိတာပါတဲ့နော် ဒီချက်တော့ ARV တိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ပဲနဲ့ညောင်ဒုံမျိုးနဲ့အတွင်းမှာရှိတဲ့ကြေးရွာလေးတစ်ခုပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်တော့ကြေးရွာရဲ့အရှိမြောက်ဖက်မှာပန်းလိုက်မြင်ရှိပါတယ်တဲ့။ရွာတဲကိုရေမဝင်အောင်လို့ရေကာတာကြီးကာရန်ထားပါတယ်တဲ့။ဟောအဲ့ဒီကာထားတဲ့ရေကာတာတွေပေါ်မှာမှရန်ကုန်ပတိန်အဝေးကြီးကားလမ်းမကြီးကိုဖောက်လုပ်ထားတာပဲဖြစ်ပါတယ်။အာဒီချက်တော့ဆက်ပြီးတော့လာပါမယ်နော်။ အဝေးပြေးလမ်းမနဲ့ပန်းလိုက်မြစ်အကြားရှိတဲ့နေရာကတော့မြေကြီးတွေဝင်လေးရှိပါတယ်တဲ့နော်ပန်းလိုက်မြစ်နဲ့အဝေးပြေးလမ်းမကြီးတွေမှာနေရာလက်လေးတစ်ခုဖြစ်ရှိတာပေါ့နော်တအားတမျိုးနားလေအောင်ပြောရမယ်ဆိုရင်နေရာလက်ကလေးတစ်ခုရှိပါတယ်ဒါကြောင့်အဲ့ဒီနေရာလေးမှာတော့မြေကြီးတွေဝင်လေးရှိပါတယ်တဲ့ဒါကြောင့်အဲ့ဒီနေရာမှာလူနည်းစုပဲနေထိုင်ပါတယ်တဲ့တီချဲတို့တချက်နည်းနည်းလေးဒီနားမှာစဉ်းစားကြည့်မယ်နော်မြင့်ရည်တွေဝင်နေဆိုတော့တအားတမျိုးတခါတလေတအားတမျိုးနေတဲ့နေရာမှာမိုးတွေပါအရန်ရွာတယ်ပေါ့နော် အရန်ရွာတော့ရေတွေတက်လာတယ်ရေတွေကြီးလာတယ်ဒါဆိုရင်တောက်သမီးကိုအဲ့မှာနေလို့အဆင်ပြေပါအောင်မလားဟုတ်ပါတယ်ဘယ်ပြေပါမလဲနော်ဒါဆိုရင်တီချယ်တို့ဈေးပြူကျွန်းကြီးရွာမှာလည်းဒီလိုပါပဲတီချယ်တို့အဲ့ဒီမြင်းရည်ဝင်လေးရှိရဲ့နေရာမှာတော့လူနေနေလေးပဲနေထိုင်ပါတယ်တဲ့ကဲတီချယ်တို့ဆက်ပြီးတော့လက်ဆက်ပြီးလေ့လာပါမယ်နော်ကဲဟုတ်ပြီအဲ့တော့ဈေးပြူကျွန်းကြီးရမှာတော့အိမ်ထောင်စုပေါင်း900ခန့်ရှိပြီးတော့နေထိုင်သူဥယျာဉ်ကတော့2000ခန့်ရှိပါတယ်တဲ့ ကဲဒီချက်တို့ဘာလူမျိုးတွေနေထိုင်လဲဆက်ပြီးလေ့လာပါမယ်နော်ပိုးကရင်လူမျိုးတွေနေထိုင်ကြပြီးတော့ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာတွေကိုကိုးကွယ်ကြပါတယ်တဲ့ဟုတ်ပါပြီဒီချက်တို့နောက်ထပ်တစ်ခုလေးဆက်ပြီးလေ့လာပါမယ်ကဲဒီချက်တို့ဇီးပြူကျွန်းကြေးရွာမှာတော့မူလာတန်းကြောင်းကြေးလက်စေကန်းစာကြီးတိုင်းအောက်ချုပ်ရည်မှုယုံမှုရှိပါတယ်တဲ့ဒီချက်တို့ရွာမှာရှိတာကမူလာတန်းကြောင်းကြေးလက်စေကန်းစာကြီးတိုင်းနဲ့အောက်ချုပ်ရည်မှုယုံဆိုပြီးရရှိပါတယ်တဲ့ တီချေတို့ကျမ်းမာရေးအတွက်အထူးကူသားဖို့လိုရင်တော့စားမလောက်ရွာကိုအားကိုအားထားပြုကြရတယ်တဲ့ဒီနေရာမှာတာလုသမီးကိုနားလဲအောင်တီချေရှင်းပြရမယ်ဆိုရင်တော့တာလုသမီးကိုဖျားပြီးနေမကောင်းဖြစ်ပြီးဆိုရင်တာလုသမီးကိုစေခန်းနေသွားပါတယ်ဟုတ်ပါတယ်တာလုသမီးကိုစေခန်းသွားရတဲ့အခါကျရင်စေခန်းမှာတီချေတို့စေတောက်စေထိုးတာနဲ့ပျောက်ပါတယ်တီချေတို့တာလုသမီးကိုတကယ်လို့ယောဂအကြီးကြီးပေါ့နော်တာလုသမီးကိုနားလဲအောင်ရှင်းပြရမယ်ဆိုဥပမာယောဂအကြီးကြီးစေခန်းမှာသွားပြလို့စေထိုးစေတောက်ယုံနဲ့မပျောက်ဘူး ကူးရမယ်ဆိုလို့ရှိရင်ကဲတတကယ်ကိုကျမ်းမာရေးအတွက်အထူးကူတာဖို့လိုအပ်လာပြီဆိုရင်တော့ဒီချေတို့စားမလောက်ရွာကိုပွားပြီးတော့ကူတာကြရပါတယ်။နော်ဒီချေတို့ဈေးဖြူကျုံရွာမှာတော့ဘလို့ဆိုင်ကြီးတွေပဲရှိလဲဆိုရင်ဒီချေတို့နေတဲ့နေရာတွေမှာလို့လေ shopping center ကြီးတွေနော်ပြီးရင် city map မျိုးနေရာကြီးတွေအဲ့လိုနေရာတွေမရှိဘူးနော်ဒီချေတို့ကဈေးဖြူကျုံရွာမှာဘလို့လေးတွေရှိလဲဆိုရင်အိမ်ဆိုင်လေးတွေပဲရှိရဲ့တဲ့ ားတို့သမီးတို့နားလည်အောင်ပြောမှာဆိုရင်အိမ်ဆိုင်လေးစာဘယ်လိုမျိုးလေးလဲဆိုရင်အိမ်မှာတပိုင်းတနိုင်ဖွင့်ထားတဲ့ဆိုင်လေးတွေပဲရှိပါတယ်။ဒါကြောင့်ဒီချယ်တို့ကဈေးဝယ်ခြင်းရင်လဲရွာနဲ့နှစ်မိုင်လောက်ဝေးတယ်။စားမလောက်ရွာကိုပဲသွားဝယ်ရတာဖြစ်ပါတယ်။ဒီချေတို့ဒါဆိုရင်ဇီးပြူကျွန်းနဲ့စားမလောက်ရွာနဲ့ဘယ်နှမိုင်ဝေးတယ်လို့ထင်ပါတယ်တာတို့သမီးတို့အဲဟုတ်ပါတယ်နှမိုင်ဝေးတယ်နော်နှမိုင်ဝေးပါတယ်တာတို့သမီးဒီမှာလဲတေချာမှတ်ထားရမယ်နော်ဒီချေတို့ထပ်ပြီးတော့လေ့လာကြည့်ပါမယ် ကဲကြေးရွာရဲ့ area တဲ့တာဝတ်သမီးကိုနားလည်အောင်ပြောရမယ်ဆိုတာဝတ်သမီးကိုအိမ်ရှိရယ်တာဝတ်သမီးအိမ်ရဲ့ပတ်ဝန်းကျင်လေးတာဝတ်သမီးနေတဲ့အခန်းလေးเนาะဒါမှမဟုတ်တာဝတ်သမီးရဲ့နေတဲ့တိုက်ခန်းလေးဒါမှမဟုတ်နေတဲ့အိမ်ရဲ့အရှိတို့အနောက်တို့ရှိပါတယ်ဒါဆိုလဲဒါအိမ်ရဲ့နေရာလေးပေါ့ကြေးရွာ area ဆိုရလဲအဲ့လိုပါပဲကြေးရွာမှာရှိရဲ့နေရာလေးတွေကိုပြောတာပါဒါဆိုကြေးရွာ area ရဲ့တဲ့၄ပုံ၃ပုံတော့ကတော့စိုက်ပျိုးမြေတွေပဲဖြစ်ပါတယ်တဲ့ နေထိုင်သူအများစုကတော့လေယာဉ်လုပ်ငန်းကိုလုပ်ကင်ချပါတယ်တဲ့။ကဲဒီကျွန်တော်ရှေ့မှာပြောသွားပါတယ်။စဘာနှစ်မျိုးစိုက်ပါတယ်။ဘာစဘာနဲ့ဘာစဘာပါလဲ။နှွေစဘာနဲ့မိုးစဘာဆိုပြီးတော့စဘာနှစ်မျိုးစိုက်ပါတယ်နော်။ကဲဟုတ်ပြီ။အဲ့တော့အဲ့ဒီစဘာနှစ်မျိုးမှာဘယ်စဘာကိုအဓိကစိုက်ပြိုးတယ်လဲဆိုရင်ဒီမှာဆက်ပြီးလေ့လာပါမယ်နော်။ဘယ်စဘာကိုအဓိကစိုက်ပြီးစိုက်ပြိုးတယ်လို့ထင်ပါတယ်လဲ။ မိုးစဘာကိုအဓိကထိုက်ပြီးစိုက်ပြိုးပါတယ်တာသူမူဒီမှာလည်းမှားနိုင်ပါတယ်เนาะတတိလေးထားပေးပါဒီချေတော့မိုးစဘာကိုအဓိကစိုက်ပြိုးပြီးတော့မှຫນွေစဘာကိုလည်းစိုက်ပြိုးကြပါတယ်ဒါဆိုရင်ဒီချေတော့စဘာတစ်မျိုးတည်းပဲစိုက်ပြိုးရလားမဟုတ်သေးဘူးเนาะစဘာတစ်မျိုးတည်းပဲစိုက်ပြိုးနေတယ်ထင်ပါဆိုလို့ဒီချေကထပ်ပြီးတော့ပြောပြပေးပါဦးမယ်ဒီချေတော့အဲ့ဒီစဘာတွေကိုရိတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တီချဲတို့ဘာတွေစိုက်ရလဲဆိုရင်စဘာစိုက်ပြီးရဲ့နေရာမှာပဲအများစုကတော့မတ်ပဲစိုက်ကြပါတယ်တဲ့မတ်ပဲဆိုတာတောက်တမျိုးနားလဲအောင်ပြောရမယ်ဆိုရင်ပဲတမျိုးပါပဲเนาะဟုတ်ပါပြီဒါဆိုရင်စဘာနဲ့မတ်ပဲပဲစိုက်တာလားမဟုတ်သေးဘူးเนาะဘာတွေထပ်စိုက်ကြသေးလဲကဲတီချဲနဲ့အတူဆက်ပြီးလေ့လာမယ်เนาะငပြောတင်းပေါ်ကုန်းရွက်စားတာတွေကိုစိုက်ပြတဲ့ channel လည်းရှိပါတယ်เนาะသူတို့ကကြတော့ channel နဲ့စိုက်ပြတာပါ ဘာအသီးနှံတွေကိုစတန်နေနဲ့စိုက်ပြိုးတာလဲလို့တအားသမီးကိုမေးမဲ့ဆိုရင်ငပြောတင်းပေါ်ကုန်းရွက်စတာတွေကိုခြံနေနဲ့စိုက်ပြိုးတာပါနော်ဟုတ်ပါပြီဒီချေတော့ဒါပဲစိုက်ပြိုးတာစိုက်ပြိုးရေးလုပ်ငန်းပဲလုပ်တာလားမဟုတ်သေးဘူးเนาะစိုက်ပြိုးရေးလုပ်ငန်းတခုတည်းလုပ်တာမဟုတ်သေးပါဘူးဒီချေတော့ဘာတွေပါဆက်လုပ်အောင်မလဲလုပ်ငန်းတခြားလုပ်ငန်းတွေလည်းရှိပါသေးတယ်ဘာလုပ်ငန်းတွေလဲစံဆက်လုပ်ငန်းအုပ်သေးကြောက်ရောင်းဝယ်ရေးလုပ်ငန်း73စီအယောင်ဆိုင်လုပ်ငန်းတွေလည်းထပ်ပြီးတော့ လောက်ပါလေတဲ့ဒါဆိုရင်ဒီချက်တော့ဒီမှာဒီဈေးဖြူကျွန်းကျေးရွာမှာတော့စိုက်ပျိုးရင်းနေမကပါဘူးတခြားလုပ်ငန်းတွေလည်းလုပ်ကင်ကြပါသေးတယ်ကဲဒီချက်တော့နောက်တစ်ခုဆက်ပြီးလေ့လာပါမယ်ဈေးဖြူကျွန်းကျေးရွာမှာလည်းမြင့်ရှိပါတယ်เนาะဘာမြင့်လို့ထင်ပါသလဲပန်းလှိုင်မြင့်ပါဒါဆိုရင်မြင့်ရှိတဲ့အတွက်ဘာလုပ်ငန်းကိုလုပ်ကင်ကြမယ်လို့ထင်ပါသလဲအဲနည်းနည်းတော့စဉ်းစားကြည့်ကြမယ်เนาะကဲဟုတ်ပါတယ်ပန်းလှိုင်မြင့်ရှိတဲ့အတွက်ကိုရေလုပ်ငန်းတွေလုပ်ကင်တဲ့လူတွေလည်းရှိပါတယ် ဒါဆိုရင်တချို့မြစ်ကိုရင်းရေလုပ်ငန်းတစ်ခုတည်းအတွက်ပဲလုတ်ကင်တာလားမဟုတ်သေးပါဘူးနော်ဘာထပ်ပြီးတော့လုတ်ကင်သေးလဲဘာအတွက်အသုံးပြုတယ်လဲဆိုရင်စိုက်ပျိုးရေးနဲ့ကုန်စီပို့ဆောင်ရေးအတွက်လည်းအသုံးပြုပါသေးတယ်ကဲဟုတ်ပြီတချို့ရှေ့မှာဘာလမ်းမကြီးရှိရလို့ပြောသွားပါတယ်နည်းနည်းတော့ပြန်ပြီးစဉ်းစားကြည့်မယ်နော်ဟုတ်ပါတယ်ရန်ကုန်ပသိမ်လမ်းမကြီးရှိတယ်ဒါဆိုရင်ရန်ကုန်ပသိမ်လမ်းမကြီးရှိတဲ့အတွက်ကြောင့်တိကျဲတို့ ရန်ကုန်တိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးရှိတဲ့မြို့တွေစီကိုအလွယ်တကူသွားလိုက်နိုင်ပါတယ်။ဒါဆိုတော့တော်တော်မျိုးနည်းနည်းလေးပြန်စဉ်းစားကြည့်ကြအောင်ဒီချက်နဲ့အတူတူတော်တော်မျိုးလေးရှေ့မှာမောင်မောင်နေထိုင်သောမြို့အကြောင်းကိုတော်တော်မျိုးသင်ခဲ့ပြီးပါပြီ။ဒါဆိုရင်မောင်မောင်နေထိုင်တဲ့မြို့အကြောင်းမှာကိုဒီအကြောင်းအရာလေးမပါခဲ့ဘူးလား။ဒီချက်တော့ပြန်စဉ်းစားကြည့်မယ်နော်။ပါခဲ့ပါတယ်เนาะဒီချဲတို့ရန်ကုန်ပတ်သိမ်းအဝေးပြေးလမ်းမကြီးရှိတဲ့အတွက်ကိုရန်ကုန်တိုင်းဒေသကြီးနဲ့ အရာဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့မျိုးရာတွေစီကိုအလွယ်တကူသွာလာနိုင်ပါတယ်ဆိုတဲ့အကြောင်းအရာလေးပါပါတယ်เนาะဒီစည်းပြုံကျုံကြေးရွာမှာလည်းထပ်ပြီးပါပါတယ်ဒီချေတို့ဒီလမ်းမဆက်သွယ်ရေးကလွယ်ကူတဲ့အတွက်ဒေသထွက်သီးနှံတွေကိုရန်ကုန်မြို့စီကိုဓာတ်ရိုက်တင်ပို့ကြတာဖြစ်ပါတယ်ကဲဟုတ်ပါပြီဒါဆိုရင်ဒီချေနဲ့အတူတူစည်းပြုံကျုံကြေးရွာလေးအကြောင်းကို အသေးစိတ်လည်လာပြီးသွားပါပြီတာရသမီးတို့အကယ်၍ဈေးပြူကျုံဈေးရွာလေးကိုသွားရောက်လည်ပတ်ခဲ့ရဆိုရင်တာရသမီးတို့ဘယ်နေရာလေးကိုအရင်သွားမလဲဆိုတော့တာရသမီးတို့သိပြီးလောက်ပြီးဖြစ်မှာပါကဲဒီ channel အတူတူနောက်တင်ငန်းစာမှာပဲထပ်တွေ့ပါမယ်ဒီနေ့တော့ဒီလောက်ပါပဲတာရသမီးတို့အားလုံးပဲဒီ channel နှုတ်ဆက်လိုက်ပါတယ်